မင်္ဂလာပါရှင်ခစ်တဲ့တရင်ဌာနကနေတရင်များကိုတင်ဆက်ပေးလျက်ရှိပါတယ်အခုပထမဦးဆုံးရန်ကုန်မော်လမြိုင် ကားလမ်းပေါ်ရှိမိုးကောင်းတရာဒုတိယကြိမ်မိုင်းခွဲခံရပြီးပျက်စီးကျိုးကျတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ဝန်ပြည်နယ်တထုံမြို့နယ်မော်လမြိုင်တထုံရန်ကုန်ပြည်ထောင်စုကားလမ်းမပေါ်ရှိမိုးကောင်းတရာမှာရမန်နေညပိုင်းမိုင်းပေါက်ကွဲပြီးပြိုကျပျက်စီးသွားကြောင်းဒေသပြည်သူများနဲ့ကုန်တင်ရမောင်းများကပြောဆိုပါရယ်ရမန်နေမေလ3ရက်ည7:19မိနစ်အချိန်မော်လမြိုင်တထုံရန်ကုန်ပြည်ထောင်စုကားလမ်းမပေါ်ရှိမိုးကောင်းတရာမှာမိုင်းခွဲခံရခြင်းဖြစ်ပြီးတရာမှာလုံးဝပြိုကျပျက်စီးသွားကြောင်းယခုမိုင်းခွဲခံရမှုမှာဒုတိယအချိန်မိုင်းခွဲမှုဖြစ်ပြီး2024ခုနှစ်ဖေဖော်ဝါရီလ20 ရှိရနေတွင်လည်းမိုင်းခွဲခံရ၍မိုးကောင်းတရားမှပျက်စီးခဲ့ကြောင်းသိရပါသည်။မိုးကောင်းဖျားနာမှရှိတဲ့တရားမိုးကောင်းတရားကိုမင်းညပိုင်းကမိုင်းခွဲသွားတာပါ။ကားတွေကညကလေးကဖြတ်မရတော့ဘူး။တရားကအပိုင်းပိုင်းအဆအဆဖြစ်သွားတယ်ဟုတရားပျက်စီး၍ပိတ်မိနေသည့်ခီးတဲ့တို့ကလူမှုကွန်ရက် Facebook Messenger မှတဆင့်တရင်ဌာနထံသို့ပြောဆိုပါရယ်။မိုင်းခွဲခံရသည့်အနီးနားကျေးရွာများမှပြည်သူတို့ချို့၏အဆိုအရဒုတိယကြိမ်မိုင်းခွဲခံရမှုမှာ တရားလုံးဝသုံးမရအောင်ပြက်စီးသွားကြောင်းမိုင်းမှာပထမအကြိမ်ထက်ပိုမိုပြင်းထန်ပြီးတရားပြက်စီးမှုမှာလည်းပထမအကြိမ်ထက်ပိုမိုဆိုးဝါးကြောင်းပြောဆိုကြကြောင်းသိရပါဗျ။ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့နာဂိဒုက္ခသည်တွေကိုငပိရင်နဲ့နိုင်ငံတကာအကူအညီလဲခိုင်းခဲ့တဲ့စစ်ကောင်စီဝင်ကြီးဆိုတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။ အာနာသိမ့်ပြီးနောက်စစ်ကောင်စီအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝင်ကြီးဖြစ်လာတဲ့အသက်69နှစ်ရွယ်ဦးကိုကိုလိုက်သည်သူဤဘဝတလျှောက်ပုံစံမျိုးစုံဖြင့်လူတည်များခဲ့သူဖြစ်ပါရယ် sunday. ရုပ်မြင်သံကြားနိုင်ငံရေးစကားအဝိုင်းမှာနိုင်ငံတကာအရေးနှင်းဆက်သူဦးကိုကိုလိုက်စာရေးဆရာဦးကိုကိုလိုက်နိုင်ငံတကာသူတည်သည့်ကိုကိုလိုက် သမရာဦးသိန်းစိန်နိုင်ငံရေးအကြံပေးဦးကိုကိုလိုင်းစသဖြင့်ဂုံပုံမျိုးစုံရှိသူဖြစ်ပါတယ်။ထို့သောမြေတီအခြေအနေတွင်မဆိုဦးကိုကိုလိုင်းသည်စစ်တပ်နှင့်စစ်အုပ်ချုပ်ရေးအပေါ်တစ္ဆာခံခဲ့သူဖြစ်ပါတယ်။နာကင်မုံတိုင်းတိုက်ခတ်ပြီးတလားကန်အကြာ2008မေလ29မှာမြမလင်းနေဂျင်းမုံသတင်းစာတို့တွင်ဦးကိုကိုလိုင်းကလိုင်းအောင်ဆိုသည့်ကလောင်နာမည်ဖြင့် ကလောင်အမည်ဖြင့်နေအကူမှာတော့ပရိဖူးတို့ဝေကြပေလိမ့်မည်ဆိုသည့်ဆောင်းပါးကိုရေးသားခဲ့ပါတယ်ထိုဆောင်းပါးတွင်နာဂိဒုက္ခသည်များကိုနိုင်ငံတကာအကူအညီမယူဘဲဖားရှာငါရှာစားရန်ငပိရင်နှင့်နိုင်ငံတကာအကူအညီလဲရန်စသဖြင့်ရေးသားခဲ့ပါတယ်ဆောင်းပါး၏အစတွင်ဥက္ကုလိုင်းကနာဂိမုံတိုင်းကြောင့်တစ်ပင်များကျိုးကျခဲ့သဖြင့်ရွှေရကုံ၏စိန်ဖူးတော်ကိုသူ၏အိမ်မှလှမ်းဖူးနိုင်သဖြင့်နာဂိကိုကြံဖန်ကျေးဇူးတင်ရသည့်အစချီထားပါတယ်ထို့နောက်မုံတိုင်းတင်သူများ ားနိုင်ငံတကာမှအရေးပေါ်အကူအညီပေးရန်ကမ်းလှမ်းမှုများကိုညှင်းပယ်ခဲ့သည့်စစ်အစိုးရ၏လုပ်ရက်များကိုစောင်းမားတွင်ထောက်ခံရေးသားခဲ့ပါသည်။နိုင်ငံတကာအကူအညီများအနက်အမေရိကန်၏အကူအညီကိုစစ်အစိုးရကညှင်းပယ်ခဲ့သည့်ဖြစ်ရပ်မှာနာဂစ်တွင်အထူးခြားဆုံးဖြစ်ခဲ့ပါသည်။မုန်တိုင်းတိုက်အပြီးဆယ်ရက်ခန့်အကြာအမေရိကန်ရေတပ်မှစစ်တမောလေးစီဟာမုံတိုင်းတိပြည်သူများကိုအကူအညီပေးရန်ပင်လယ်ဝတွင်စောင့်ဆိုင်နေခဲ့ကြောင်းသိရှိရပါသည်။ ဒီသူကိုတက်ဖြတ်နေသောအကြမ်းဖက်ဆေးအုပ်စုကနျူကလ িয়ার စွမ်းအင်ကိုအလွဲသုံးစားပြုလုပ်အောင်မည်ဟုကုလသမဂ္ဂတွင်တန်မကြီးဦးကျော်မိုးထွန်းသတိပေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတွင်ပြည်သူကိုတက်ဖြတ်နေသော အကြမ်းဖက်ဆေးအုပ်စုကနျူကလ িয়ার စွမ်းအင်ကိုအလွဲသုံးစားပြုလုပ်အောင်မည်ဖြစ်ကြောင်းကုလသမဂ္ဂအစည်းအဝေးတွင်တန်မကြီးဦးကျော်မိုးထွန်းကသတိပေးပြောဆိုလိုက်ပါသည်။ ဧပြီလ30ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်တွင်2026ခုနှစ်နျူကလ িয়ার လက်နက်များမပြန့်ပွားရေးစာချုပ်ဝင်နိုင်ငံများ၏ပြန်လည်သုံးသပ်ရေးညီလာခံအတွက်ပြည်စည်ရေးကော်မတီတတိယအကြိမ်မြောက်အစည်းအဝေးတွင်တမ်မကြီးဦးကျော်မိုးထွန်းကအထက်ပါတိုင်းသတိပေးလိုက်ခြင်းဖြစ်ပါသည်။အကြံဖက်စေအုပ်စုနေဖြင့်နျူကလ িয়ার အရေးပေါ်အခြေအနေတုံ့ပြန်ရေးအတွက်လည်းကြိုတင်ပြင်ဆင်မှုရှိမည်မဟုတ်ကြောင်းမြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သောငလင်ပေးအလွန်လူသားချင်းစာနာမှုအခွင့်အရေးပေးမှုကို လက်နက်အဖြစ်အသုံးချသောအကြမ်းဖက်ဆဲဥစုကနျူကလ িয়ার နည်းပညာကိုလည်းလက်နက်အဖြစ်အသုံးချမိသားဖြစ်ကြောင်းငလင်တန်သိပြီးကာလဂျက်လီရင်စီကိုတလွဲလုံ၍အရတားပြည်သူများပေါ်လေကြောင်းတိုက်ခိုက်မှုစုစုပေါင်း225ကြိမ်ထိပြုလုပ်ခဲ့ကြောင်းအကြမ်းဖက်ဆဲဥစုနေဖြင့်နျူကလ িয়ার စွမ်းအင်ကိုလည်းအလွဲသုံးစားပြုလုပ်အုံမိသားဖြစ်ကြောင်းဦးကျော်မိုးထွန်းကဆိုပါတယ် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြေတမ်းကိုယ်စားလှယ်အသံမဲကြီးဦးကျော်မိုးထွန်းကမလ28ရက်နေ့မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့်ဖြစ်အားဖြင့် ဖြက်အပြင်းငလင်ဘေးရနေပြီးတဲ့နောက်မှာအကြမ်းဖက်စစ်တပ်ကအရက်သားပြည်သူအပေါ်ခွဲခြားမှုမရှိသောလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုများစွာပြုလုပ်ခြင်းနဲ့၎င်းတို့၏အမေရိကန်နျူကလ িয়ার စွမ်းရင်စီမံကိန်းဖွံ့ဖြိုးရေးတို့ကဘုံမူအာယုံစိုက်နေစေဖြစ်ကြောင်းထောက်ပြပါရယ်ဒေတာရင်းနဲ့အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်မှုမရှိသည့်ပြည်ပြည်ဆိုင်ရာဥပဒေများကိုလေကြောင်းလိုက်နာမှုမရှိသည့်အကြမ်းဖက်စေအုပ်စုကနျူကလ িয়ার လက်နက်များမပြန့်ပွားရေးစာချုပ်၏အပိုက်သုံးအရာအပြည်ပြည်ဆိုင်ရာအမှုမျိုးစွဲ၏အေဂျင် စီနဲ့လေရိုးသားစွာပူးပေါင်းဆောင်ရွက်မှုရှိမည်မဟုတ်ကြောင်း၎င်းကထပ်မံအသိပေးပြောဆိုပါရယ်နိုင်ငံတကာအတိုင်းဝန်းနေဖြင့်နျူကလ িয়ার စွမ်းအင်အစီအစဉ်အပါအဝင်ပူးပေါင်းဆောင်ရွက်မှုများကိုပြုလုပ်ရာတွင်ဆရာနာရှင်စနစ်အစုံသက်၍ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားလာမှသာလျှင်မြန်မာနိုင်ငံ၏ပူးပေါင်းဆောင်ရွက်သင့်မှာကြောင့်တာမန်ကြီးကအကြံပြုပါသည် အကြံဖက်ဆေးဥစုကရုရှားနှင့်ပူးပေါင်း၍လျှက်စစ်တပ်အားမကောင်ဝတ်တရားထုတ်လုပ်နိုင်သောနျူကလ িয়ার ဓာတ်ပေါင်းဗိုလ်ကိုဆောက်လုပ်ရန်ဆောက်လုပ်ရန်နိုင်ငံသဘောတူညီမှုလက်မှတ်ရေးထိုးထားပြီးအဆိုပါလုပ်ငန်းစဉ်များကိုဆက်လက်အကောင့်ထဲပေါ်လျက်ရှိကြောင်းရုရှားအစိုးရ၏ထုတ်ပြန်ချက်အရသိရှိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ကစောမြို့နယ်အညာကတင်ကျေးရွာစတင်ကျောင်းကို လေရင်ဖြင့်ဘုံကျဲမှုအသက်၈နှစ်အရွယ်ကလေးငယ်အပါအဝင်ပြည်သူလေးဦးတင်ဆောင်ပြီးနှစ်ဦးအပြင်ထံဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံဖက်စစ်တပ်ကစောမျိုးနဲ့ကညာကတင်ကျေးရွာစတင်ချောင်းကိုလေရင်ဖြင့်ဘုံကျဲချရာအသက်၈နှစ်ရွယ်ကလေးငယ်ပါဝင်ပြည်သူလေးဦးတည်ဆုံပြီးနှစ်ဦးအပြင်ထံတရားရရှိချောင်းဒေသတရင်ရှင်မြေရောလင်းတမ်းမှတာဝန်ရှိသူတို့ကပြောပါရတယ်။ ယနေ့မေလ၁ရက်မနက်09:32မိနစ်အချိန်မကွေးတိုင်းစောမြို့နယ်အနောက်ချမ်းရှိအညာကတင်းကျေးရွာစာတင်ကျောင်းကိုဦးတည်ပြီးစစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းထို့နောက်ယနေ့မနက်09:39မိနစ်အချိန်တွင်လေရင်ဖြင့်ထပ်မံကျဲစားတိုက်ခိုက်ရာအသက်၈နှစ်အရွယ်မိန်းကလေးတို့ပါဝင်အမျိုးသမီး၄ဦးသေဆုံးပြီးကလေးငယ်၂ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းထို့အပြင် စာတင်ကျောင်းအပါအဝင်နေငါးလုံးလေးထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါသည် တရဲဦးလေတက်ကနေတက်လာတဲ့ jet fighter တကြီးနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပေါင်250ဘုံးနှလုံးကျဲချသွားတာစာတင်ချောင်းကိုဦးတည်ပြီးတိုက်ခိုက်သွားတာ10နိုင်32မှာတစ်ကြိမ်30မှာတစ်ကြိမ်လေရင်တကြီးနဲ့လှည့်ပတ်ကျဲသွားတာအသက်10နှစ်အရွယ်မိန်းကလေးတူအပါဝေး၄ဦးသေတဲ့ကလေးနှစ်ဦးအပြင်းထန်ဒဏ်ရာရတယ်ဟုအလင်းတမ်းမရောအလင်းတမ်းမတာဝန်ရှိသူတို့ကပြောကြားပါတယ် သိဆုံးသူများမှာအသက်65နှစ်အရွယ်ဒေါ်မကြီးလေးအသက်52နှစ်အရွယ်ဒေါ်တင်တင်ခိုင်အသက်38နှစ်အရွယ်ဒေါ်ပြားတာတို့သုံးဦးနေရာမှာပင်ပွဲချင်းပြီးသိဆုံးပြီးအသက်10နှစ်အရွယ်မက်ခွန်းဆက်ချိုတီလေးနီးစပ်ရာအချိန်တို့ပို့ဆောင်စင်မှာသိဆုံးသွားကြောင်းသိရပါဗျာ ရောဒေတာအတွင်သို့အကြမ်းဖက်စစ်ကောင်စီကမကြာခဏလေးချောင်းဖြင့်ဘုံကျဲတိုက်ခိုက်မှုများလှုံ့ဆော်နေသောကြောင့်လေးချောင်းရန်ကာကွယ်နိုင်မည့်နီလန်းများတတိပေးချက်များကိုလိုက်နာပေးကြပါရန်နှင့်ဘုံခိုခြင်းများအိမ်တိုင်းအိမ်တိုင်းမှတူးထားကြပါရန်တော်လန်ရေးတပ်များကတိုက်တွန်းထားပါသည်။အကြမ်းဖက်စစ်တပ်က AB 23ရက်နေ့မှ AB 30ရက်နေ့ထိအပြစ်ရကျင်ညာထားမှုအဆုံးသတ်သွားပြီးနောက်ယနေ့မေလာတရက်တွင်လေကြောင်းတိုက်ခိုက်မှုများကိုလှုံ့ဆော်လာခြင်းဖြစ်ကြောင်းသိရှိရပါသည်။